Hello အားလုံးဝမင်္ဂလာပါ United Show ကနေယူဆိုပါတယ်ဆိုတော့ Ilio Anderson နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Newcastle ကပြန်ပြီးတော့ခေါ်သွားမလား Manchester United ကိုပြန်ပြောင်းလာနိုင်ခြင်းရှိသလားဆိုတာနဲ့ပတ်သက်လို့ Daily Mail ရဲ့ reporter တယောက်ဖြစ်တဲ့ Chris Hope ကနေပြီးတော့ကျွန်တော်တို့ဒါ report လုပ်ထားတာရှိပါတယ် Chris Hope ကသူက Newcastle နဲ့ပတ်သက်တဲ့သတင်းတွေကိုတောက်လျှောက်ဆိုလို့ကျွန်တော် report လုပ်နေတဲ့သူဖြစ်တယ်ပေါ့နော်အဲ့ဘေးကဒီအပိုင်းမှာ hot ဖြစ်နေတာ hot ဖြစ်နေတာဆိုတာတခြားမဟုတ်ဘူးပေါ့နော် Bellingham ကိုကျွန်တော်တို့ဒါ ဟိုဘယ်လိုပြောမလဲကဘာဖလာမှာတူချေအနေနဲ့တည်တယ်မလားမယွေးမယွေးသိတော့ဘူးဒီကောင်းရဲ့လူစားလဲတဲ့အခါအပြူတဲ့အပြူမူကတည်တယ်မလားဟိုမဖြစ်တင်တာတွေဖြစ်တယ်ပါညာဆိုတဲ့ပုံစံမျိုးနဲ့ဟိုဝေဖန်နဲ့အာတီကယ်တပုတ်ရေးထားတော့သူ့ကိုအမှန်ကန်တော့ဒါလူမျိုးကြီးခွဲခြားတယ်ကွာဒီကောင်းလေးကလူမဲဆိုလို့ရှိရင်လူမဲတယောက်ကောင်းနေပြီဆိုလို့ရှိရင်မလိုလားဘူးပါညာဆိုပြီးတော့ဗောနော်အဲတောက်ချောက်ဟိုဟော့ဖြစ်နေတယ်ဗောလေနော်ဝေဖန်မှုတွေခံနေရတဲ့ တို့ဒါရပူတာတယောက်ပေါ့သူကလက်ရှိမှာနျူကာဆယ်ရဲ့တရင်းနေကိုအဓိကသူလုပ်နေတာပေါ့နော်ဒီနေရာမှာသူကအဲအီလီယောအန်ဒါဆန်နဲ့ပတ်သက်ပြီးတော့ဗာပြောထားလေးဆိုတော့နျူကာဆယ်ပြိသက်တီကတော့ဒါကိုကြားချင်လိမ့်မယ်လို့မထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့အီလီယောအန်ဒါဆန်ကအသင်းဟောင်းနျူကာဆယ်ကိုပြန်လာဖို့ဆိုတာထက်ပေါ့နော်ဘယ်လိုပြောမလဲအဲပြန်လာခြင်းနဲ့ဆိုတဲ့စိတ်ကတော်တော်ကိုနဲတယ်ပေါ့သူတိထားလောက်ဆိုရင်တော်တော်ကိုနဲတယ်မန်ချက်စတာယူနိုက်တက် အသင်းတွေကပဲအန်ဒါဆန်ကိုအဓိကပြစ်မှတ်လို့ထားပြီးတော့ကိုလိုက်နေတာပေါ့စပိန်ဘက်ကအသင်းတွေကလည်းမကြခင်အပြိုင်တော့ကမ်းလန်းလာဖို့တော့ရှိနိုင်တယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့လက်ရှိကျွန်တော်တို့ပရီးမီးယားလိပြိုင်ဘက်တွေထဲမှာဆိုလို့ရှိရင်အီလီယိုအန်ဒါဆန်ကိုတကယ်လူချင်တဲ့အသင်းများပေမဲ့လည်းလို့ပေါ့နော်လိုအပ်တဲ့အသင်းကအများကြီးမရှိတော့ဘူးဒါပါတော့ Chelsea ဆိုလို့ရှိရင်အန်ဆိုရှိမယ်၊ကိုင်စီလိုရှိမယ်ဗျာသူတို့မှာဒန်ယာကင်းရဲ့ရူမီယိုလာဗီယာတို့ပါရှိသေးတယ်လီဗာပူးဆိုလို့ရှိရင် တို့ဒါ Griven Park ရှိမယ် Ando ရှိမယ် Alistair ရှိမယ် Dominic Soboslan ရှိမယ် Carly Jones ကျွန်တော်ရှိမယ် Manchester City ဆိုလို့ရှိရင်ပြောစရာမလိုဘူး Arsenal ဆိုလို့ရှိရင်ပြောစရာမလိုဘူးဆိုတော့လက်ရှိတခြားအသင်းကြီးတွေမှာကကွင်းလေပိုင်းနဲ့ပတ်သက်လို့ရှိရင်ပြဿနာတွေကပြည်လည်နေတယ်ဆိုတဲ့အခါကျတော့ Anderson ကိုလိုချင်ပေးမဲ့လေလို့လိုအပ်တဲ့အသင်းကမရှိဘူးအဲ့ဒီထဲမှာလက်ရှိ Newcastle ပြီး Manchester United ဒီနှစ်သင်းကအမှန်ကန်လိုချင်နေတာ ဆိုတော့ဒီထဲမှာနယူကာဆယ်ကအသင်းဟောင်းဆိုတော့ကာဆယ်ကူမြင်ပြန်သွားမလားဆိုပြီးတော့လည်းပြောနေကြတာဗောလေဒါကလည်းဖြစ်နိုင်ခြင်းမရှိဘူးတော့မဟုတ်ပါဘူးသို့တော့လက်ရှိမှာခရစ်ဆိုဗီယက်ရပူရဆိုလို့ရှိရင်ပြန်လာနိုင်ကြီးတော်တော်ကိုနဲတယ်လို့သူသိထားရတယ်ဗောနော်ဆိုတော့နယူကာဆယ်မှာသူအဆင်မပြေဘူးဆိုပြီးတော့နယူကာဆယ်ကလက်မလွတ်ချင်ပဲလက်လွတ်လိုက်ရတယ်သူတပင်တူနာလီနော်ဟိုဂီမရစ်နဲ့ဂျိုလီနန်တို့ကိုကြော်ပြီးတော့သူနေရရမနေဘူးဗောဗျာအဲ့လိုလက်လွတ်လိုက်ရတဲ့အချိန်မျိုးမှာပြန်ခေါ်ခြင်းပြီမဲ့လဲလို့ဗောနော်ကစားမကပြန်လာခြင်းစိတ်နဲတယ်ဗော ီနေရာမှာအမှန်ကန်လိုက်နေတာကလည်း Manchester United ပဲရှိတယ်ဆိုပြီးတော့သူပြောထားတော့ဒီဘကလတ်တင်နေဖြစ်တဲ့စပိန်တို့ဘာလို့ကကလတ်တင်နေရဲ့ဘက်ကတော့လိုချင်တော့တမျိုးမဟုတ်ရင်တော့ပရီးမီးယားလိမှာ United ကတော်တော်ကိုအားသာချက်ရှိနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါဒီသတင်းကောင်းမှာဒါဒီသတင်းကောင်းမှာကျွန်တော်ကွင်းလေကအမှန်ကန်လိုးနေတာဒီနေရာမှာကိုတင်ရဲ့ဘက်ကငွေကြီးသုံးစွဲနိုင်မှုနေတာဇန်နဝါရီမှာပေါ့နော် Nottingham Forest ရဲ့ဘက်ကဇန်နဝါရီမှာလက်မလွတ်ချင်တာပြီးရင်ကျွန်တော်အနေနဲ့ ကိုရီဥရောပပြိုင်ပွဲမရှိဘူးဗျာ Norian Forest ကဥရောပပြိုင်ပွဲကြီးကစားနေရတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့တော်တော်တိုင်ပတ်ပါတယ်ကိုရီအတွက်ဇန်နဝါရီမှာခေါ်နိုင်မှုကနော်ຫນွေယာဒီမှာခေါ်ဖို့အတွက်အချိန်ကြီးကောင်းနေတယ်ဆိုရင်လည်းလက်ရှိကျွန်တော်ဒီယာဒီကလေးကဥရောပဝင်ခွင့်တွေအထူးသဖြင့် Champions League ဝင်ခွင့်တွေကိုကျွန်တော်ကရအောင်ကြိုးပမ်းပြထားနိုင်မှာရမှာအဲကြောင့်ဒီကစားမဖြစ်သူကို United ကခေါ်နိုင်ဖို့ကအမှန်ကန် chance ရှိတယ်လို့ကျွန်တော်ယူဆလို့ရတယ်တန်ကြီးတော့မသေးနိုင်ဘူးပေါ့လေ Nordian Forest ကအထူးသဖြင့်သူတို့လောလောဆယ်တိုင်ပတ်နေတယ် နောက်ပြီးလို့ရှိရင်တန်းဆင်းရမယ့်အခြေအနေမျိုးတွေနဲ့ကြုံနေရတယ်ဆိုပေမဲ့လို့အခြေအနေကောင်းသွားလို့တန်းမဆင်းရတော့ဘူးဆိုလို့ရှိရင်ကစားမားကိုရောင်းချဖို့ကငွေကြေးကနည်းမှမဟုတ်တော့ပါဘူးအဓိကပြိုင်ဘက်တွေလည်းကျွန်တော်ကကြည့်ရသေးတာခုနကပြောလိုပဲပြည်ပပြိုင်ဘက်တွေရောက်လာတယ်ဆိုရင်တော့ကိုယ်ဒီဘာမှမတက်နိုင်ဘူးပေါ့လေဟောကျွန်တော်ပြည်တွင်းပြိုင်ဘက်တွေဆိုလို့ရှိရင်တော့ယူနိုက်တက်ကတိုင်းနာတစ်ခုကြီးအသာစီးရနေတယ်လို့ပြောလို့ရတယ်ကိုယ်ဒီဟာနယူကာဇယ်လို့တက်ရှင်ပဲဆိုလို့ရှိရင်ပို့ပြီးတော့ အချိန်ကြီးကောင်းတဲ့အတင်းတင်းဖြစ်တယ်ဗျ။ဟို globally ရာကိုကြည့်ကြည့် blue ပဲကြည့်ကြည့်ပေါ့နော်။ဆိုတော့ကစားမားက Newcastle ကိုပြန်ပြောင်းခြင်းနေဆိုတာတက် Manchester United ကိုပူလာဖို့ကပဲရာခိုင်နှုန်းများနေတယ်ပေါ့။ဒီနေရာမှာအတင်းဘက်ကကျွန်တော်ဘလောက်ထိ offer လုပ်နိုင်မှာလဲတကယ်ခိုးဖို့ကြိုးပမ်းမယ်ဆိုရင်ဘလောက်အချိန်ကြီးကောင်းနိုင်မှာလဲဒါကိုလည်းကျွန်တော်ကကြည့်ရသေးတာ။အဲ့တော့ United အနေနဲ့ Elio Anderson ကိုခေါ်ဖို့အချိန်ကြီးအကောင်းဆုံးအသင်းထဲမှာပါတယ်ပေါ့ညီကလေးရောဘလိုမြင်ကြလဲသူနေကြပါဦးတကယ်ရောကျွန်တော်ခေါ်နိုင်ပါမလား နှစ်ပိုင်းပြောင်းချင်မှငွေသုံးပြီးတော့ခေါ်သင့်တယ်လို့ကျွန်တော်ထင်ကြလာဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကျေးဇူးပါ